က်တွေကချစ်လို့ကိုယ်ကိုဒီစုရီချပြီးရဆိုလို့ရှင်တယ်လည်းအတိုင်းဒီဝန်တာပါဒါပေမဲ့အမြန်တော့အရင်သွားစုရဲ့နေရာတိုင်းမှာတော့အဲပြိတက်တွေအမြန်စုချရတယ်တခြားမျိုးတွေပေါ့ဗောနော်အရင်ဝေးလန့်ခေါင်ပြားနေတဲ့နေရာတွေပေါ့အဲဆိုလို့ရှင်တစ်ခါကျရင်20ကျော်30အဲ့လိုမျိုးရရရှိရဟုတ်တယ်အမြန်အမြန်လည်းအရင်ကစုရီအမြန်ချပြီးတော့လည်းအမြန်အဲ့ဒီအဲ့ပွဲမှာကျူးတင်ကြောင်လည်းအမြန်ပြောပြပါတယ်ဘာလို့ဆိုတော့အားလုံးချစ်ပေးကြတာလေ အဓိကကိုကောင်းကောင်းဖြောပြီးမယ်ဆိုတဲ့ဟာပဲပေါ့နော်အဓိကအရင်ကစင်ပေါ်မရောက်ခင်တီကကြောက်နေရဟိုအရင်အမြင်အဲ့လိုမျိုးစိတ်ရှိရဟိုကိုယ်ကလည်းအဲ့စိတ်နဲ့ဟိုဘယ်လိုပြောမလဲစိတ်နဲ့ဖြစ်စီမှုများတယ်အဲ့လို stress အများကြီးလို့ဆိုတော့လေ ဟိုတခုဆိုလို့ရှင်စင်မော်တက်ခံနေပြီဆိုရင်အမြန်ကြောက်နေပြီကြောက်နေပြီအဲ့စင်စင်မော်ရောက်ပြီးတော့ဒီပရိသတ်တွေကကိုနဲ့โอเคတသားရဖြစ်သွားပြီလို့ကိုရှင်တန်းမှာခံစားရပြီဆိုတော့မှသာလေအဲ့ဟာရရော့သွားကွာအဲ့ဟာကြီးမတိုင်ခင်ထီးကကိုစိတ်ထဲမှာပူပူပန်နေုံပေါ့နော်ဒီပရိသတ်တွေကငါဆိုပြရအောင်ဟောင်းကြပါမလားပရိသတ်တွေကကိုနဲ့တသားရဖြစ်နေပါမလားဆိုရယ်စိတ်ကြီးပဲရှိရအဲ့ကျန်တဲ့ဟာရကျတော့ပရိသတ်တွေကချစ်လို့ကိုကိုဒီစုရီချပြီးရဲ့ဆိုလို့ရှင်လည်းအတိုင်းပြန်တော့ဒါပဲအမြန်တော့အရင်သွားစုရဲ့နေရာတိုင်းမှာတော့ပရိသတ်တွေအမြန်စုချရတယ်အဲ့လိုစုချရတာကို မတို့မတင်မြစ်တာရေရှိရယ်ဗောနော်မတင်မြစ်တာရေဆိုဒီတခြားအဲဒီဟိုဘဟိုဘဟိုနည်းနည်းပိုဝေးရနေရဆိုလို့ရှင်လဲအဲ့လိုပဲအစုရအများကြီးခြားကြအဲ့လိုတစ်ခါကြရင်အဲ့လိုဟိုတချို့နေဆိုလို့ရှင်တော့တခြားမျိုးတွေပါဗောနော်အရန်ဝေးလန်ခေါင်ပြရနေနေရပေါ့အဲ့ဆိုလို့ရှင်တစ်ခါကြရင်20ကျော်30အဲ့လိုအဲ့လိုမျိုးရရရှိရဟုတ်တယ်အဲ့လိုမျိုးပေါ့အဲ့လိုအားလုံးဟိုအဲ့တရ200နေစရနော်အဲ့ ငွေကျက်တရားနေရနေပြီးတော့ဒီဒီတရားနေအောင်ပြောတာနော်ဟိုတရားနေအောင်မဟုတ်အငွေကျက်ဒီတရားနေရလေးရစပြီး1500အဲ့လိုမျိုးပေါ့နော်ပြီးလို့ချိုးကြောက်လည်းအများကြီးဆူချနေတယ်အများကြီးဆိုအဲ့လိုဒီခါကျရင်ရီရီအကျွေရောအဲ့လိုအဲ့လိုမျိုးလည်းအဲ့လိုခုနလိုမျိုး20 30အဲ့လိုမျိုးဖြစ်သွားတာဟာလည်းရှိရဲဒါပေမဲ့အညွှန်းတော့မတင်ပြတော့တာဟိုဟိုဟိုခါကျတဲ့အချိန်ကြီးရဖို့မတင်ပြတာလေးရှိရော်လေအဲ့လိုမျိုးဆိုတော့လေအမြန်အမြန်လည်းအညွှန်းကဆုရီအမြန်ချပြတော့လေအမြန်အဲ့ဒီအဲ့ပွဲအိမ်မှာကျူးတင်ကြောင်လည်းအမြန်ပြောပြပါတယ်ဘာလို့ဆိုတော့အားလုံးချစ်ပေးကြတော့လေ ဟုတ်တခါကြောက်ရှင်အရင်ဒီဒီအရင်အမြင်ဆို page တွေ page မှာတော့အမြင် share ဖြစ်တယ်ဒီကိုလေး trick ခွေးလေးဒီတိလေးတွေသူတို့တွေကိုအဲ့လိုလှူတဲ့ဟာမျိုးလေးပါဆိုလို့ရှင်လဲအဲ့လေးထဲ့သူပြတာရှိရဲအဲတခါလေကြာလဲဟိုကိုလိုအပ်တဲ့နေရာလေးမှာပေါ့နော်လိုအပ်တဲ့နေရာလေးမှာလှူတဲ့ဟာဆိုလို့ရှင်လဲအဲဒါပြစ်သက်တွေဒါဟို ဒီလိုခုနလိုမျိုးပတ်စံလေးပါဝင်ပြီးတော့သူရန်နာမျိုးလေးရဲ့ရှိရဲ့ပေါ့နော်အဲအဲ့လိုမျိုးလေးတော့အမြင်လှုပ်ပြပါတယ်အရင်ကအမြင်တော့တခုမဟုတ်တခုလိုင်းမှာတော့အဲ့လိုခါပါခုနကပြောလို့တိလေးလှုပ်မလားအဲကိုတခြားတချို့အရာကြီးကြတော့ ဟိုလေလှူလိုက်တယ်ဒါမှဘာမှဘာမှဟိုလိုမျိုးကြီးသိရမလားအဲ့ဒါဂျင်မဲ့သူကလှူတမ်းပါရဲ့ဗျာမတင်တော့ဟာရဲ့ရှိရဲအဲ့လိုမျိုးလေးကြောက်ရတယ်ဘာမှမဖြစ်ဘူးလေကိုအတွက်ဒါလှူလိုက်တယ်ကို့ဌာနဒါပြီးလို့ရှင်ပြည်သက်တည်းရဲ့ဌာနဆိုတော့အဲ့လိုမျိုးလေးလည်းရှိရပါဘောเนาะဒါမဲ့တော်တော်များများတော့အမြဲအရင်ကလှူပြစ်အောင်တော့နေပါတယ်ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအဖေအရန်ပြောပြီးဆိုတာဒီနေ့တော့ဆက်ကြည့်ရမယ်ဒီနေ့လည်းအရင်ကကြတော့အရင်မှင်းလင်းတွေကကြတော့ဗဒေးရဟို ဒီဝါဝါတွင်းမှာလုတ်ဖြစ်တာဆိုတော့လေအဖေကကြောက်သူကအဲဝါသူဝါထွက်တော့မှသူကပိုပျော်စေချင်တာဆိုတော့အခုဝါထွက်တော့ဝါထွက်ရလေးတော့လုတ်တာအရင်ကဒီ15ရက်နေ့ကိုကြာတော့ဘာလို့အဲဒီရန်ကုန်ပွဲကိုမရွေးပြစ်လဲဆိုတော့ဈာရက်ဖြစ်နေရရောပြီးလို့ရှိရင်အရင်အဲ့နေအလှူတန်းလေးတီးတန့်အဲ့နေမှာသွားပြီးလှူတဲ့ဟာလေးတီးတန့်လေးလှုပ်ချင်တာပြီးတော့အဲ့နေမိသားစုကိုအချိန်ပေးချင်တာရောအဲကို့တငယ်ချင်းမိတ်ဆွေကိုအချိန်ပေးချင်တာရယ် အဲကြောင့်မလို့ဒီဆန်ကန်းနေကိုတော့မလုပ်ဖြစ်ဘူးဒီမွေးနေ့ဆန်ကန်းနေကိုလောကအကိုအတွက် free ထားထားတယ်အဲဒီဆန်ကန်းနေပြီးသွားတော့မှအဒီရန်ကုန်ပွဲလာမှာပေါ့နော်အဲ့ဒါလေးချိန်ညာပေးပါမယ်ရက်ကလေးဟုတ်ဟုတ်လေနော်မိဘတွေတဲ့ယူသားတို့ဆရာတို့ဟုတ်တို့ချင်တာအဲ့လိုမျိုး မလို့ချင်းနဲ့လို့ချင်းနဲ့ကိုကိုဘာလို့อ่ะဘာဖြစ်ကိုကဟိုတည့်ရမှာကိုချစ်ရတဲ့လူတွေစီကနေပြီးတော့ဘာရအကုန်လို့ချင်းနဲ့အာမန်တော့တကားပါเนาะအာလိန်လိုက်ရင်လည်းမလို့ချင်းလိန်ရင်လည်းလိန်နာဖြစ်မှာဆိုတော့လို့ချင်းပါတယ်ပေးပေးလိုက်ရှင်ပါဒီနေ့တော့အရင်ကဟိုအိုင်အိုင်ဖုန်းလေးပြောပြအောင်မယ်အိုင်ဖုန်းလေးအဲ့အရောင်ကြီးမကြိုက်လို့ပေါ့เนาะအရောင်ကြီးမကြိုက်လို့ခဏတော့ဟိုးလိုက်ဒါပေမဲ့အရင်စိတ်ဆိုတာစိတ်ကအမြဲပြောင်းလဲဆိုတော့ကြိုက်လဲသူများဟာတွေ့ရင်တွေ့ရင်ဩလှရဆိုပြီးကြိုက်နေကြတော့အခုတည်းက ဟိုကြိုက်တဲ့စိတ်တော့မရှိသေးဘူးပေါ့နော်အားကြောင့်လည်းမဟုတ်ဒီနှစ်တော့ပူဇော်ဖြစ်သေးဘူးအဲအွန်းကဒီနှစ်တော့ဗဒေးရှိုးကမျိုးနှမျိုးလို့ဖြစ်မယ်ပေါ့နော်အမှန်တော့အစ၃မျိုးစီစဉ်တာဒါပေမဲ့တစ်မျိုးကကြတော့အဲစီစဉ်တဲ့ဟာမှာနည်းနည်းအခက်အခဲလေးရှိရဖြစ်တဲ့အတွက်တော့အဲ့တစ်မျိုးတော့ဖြုတ်လိုက်တယ်ပေါ့နော်အဲအခုဒီနှစ်ကတော့အွန်းနေပြည်တော်နဲ့ရန်ကုန်ပေါ့အဲ့နှစ်မျိုးတော့လို့ဖြစ်တယ်အဲအခုအွန်းအရင်ဆုံးအောက်တိုဘာ17ရက်နေ့မှာတော့ဒီနေပြည်တော် Excellent ပေါ့နော်ဒီ ARI လမ်းမှာရှိရဲ့ Excellent ဘာမှအဲအရွယ်ချီအန်ညီကိုမောင်မရေပေါ့နော်ကိုဟဲလေးရေကိုရဲလေးရေမခိခင်မိုးရုံးနဲ့အတူတူအဲဖြုတ်ပြီมาပေါ့เนาะရန်ကုန်ပွဲကတော့နည်းနည်းလေးခဏလေးဟိုဘာမှမပြောသေးဘူးပေါ့เนาะဟိုတက်ဂက်စ်အာတစ်အာတစ်တွေလည်းမကြည်ညာသေးတဲ့အတွက်အဲတင်တော့มาပဲတစ်ချက်အဲ့တော့มาဖြီးတော့ဖြီးပြစ်တော့มาပဲပြန်ပြောတော့มาပေါ့เนาะအခုတော့အခုကြောင်ညာပြီးသားဖြစ်တဲ့နေပြီးတော့ပွဲလေးကိုတော့အဲဒီနေ့ကနေပြည်သက်တွေကိုဖိတ်ခေါ်ခြင်းပါတယ်အဲလာယာအပိကိုလည်းဖိတ်ခေါ်ခြင်းပါတယ်အရင်သချင်းတွေလည်းအများကြီး ြင်ဆင်ထားပါတယ်အဲဟိုပေါ့ရှေ့နှစ်နှစ်နှစ်လုံးထပ်ပိုကောင်းတဲ့တင်ဆက်မှုတွေနဲ့အတူတူပေါ့နော်ဖြော်ပြနေအောင်တော့ကြိုးစားနေပါတယ် ဟိုအရင်မြင်ရဖြစ်တော့ဘယ်တော့မှတော့ဂျင်းနဲ့အားရနေမှာတော့မဟုတ်ဘူးပေါ့နော်ဒါမဲ့လေကိုရလက်ရှိရှိနေတဲ့နေရက်တွေတော့အကောင်းဆုံးဖြစ်အောင်တော့အမြင်ရဖြတ်တန်းနေအဲကိုရကိုစီရောက်လာတဲ့တခြင်းလေးတွေလည်းကိုအကောင်းဆုံးပြည့်တက်တွေကိုတည်ဆတ်နိုင်အောင်လည်းအမြင်ကြိုးစားတယ်ခုနောက်ပိုင်းဆိုပွဲရီမှာပို့ပြီးဒီထက်ပိုကောင်းဟိုဘယ်လိုပြောမလဲအရင်တော့ဆိုရင်ကွာအရင်ပွဲပိုင်ဆိုရင်ပြည့်တက်တွေနဲ့တိတ်စကားမပြောဖြစ်ဘူး အဲဒါမှမဟုတ်အရာလေးကိုပေါ့နော်ပြဿနာတွေနဲ့ပို့ပြီးတော့ထိတွေ့လို့ရအောင်အဲကိုစူးစမ်းလို့ရမယ့်အပိုင်းလေးပေါ့နော်ကိုပြင်ဆင်ရမယ့်ပိုင်းလေးဆိုခုနောက်ပိုင်းဆိုပို့ပြီးပြင်ဆင်ပြစ်တယ်အဲပြဿနာတွေနဲ့ပို့ပြီးတော့ထိတွေ့မှုရရှိအောင်အဲခုနောက်ပြောကိုကစကားနှင်းတော့တိတ်မပြောပေမဲ့ကွာဒါမှမဟုတ်အားရလိုတယ်ပေါ့နော်အဲ့ခါကျတော့အော်ကိုဘာလေးပြင်ဆင်ရမယ်ကိုဖလားလေးပြင်ဆင်နိုင်ပူကောင်းအောင်လဲဆိုရင်ဟာလေးကိုကအမြန်တန်းဆန်းစစ်ပြီးတော့အမြန်စူးစမ်းနေပါတယ်ဟုတ် အယုံးဟိုပေါ်တော့အမြင်ချစ်ပြီးတော့အားပေးပြီးတော့အယုံးရဲ့သချင်းလေးတွေအမြင်နားဆင်ပြီးရဲ့သူတွေပြီးလို့ရှိရင်အယုံးရဲ့ပွဲတိုင်းပွဲတွေဆိုလို့ရှိရင်လည်းအမြင်အချိန်ပေးပြီးတော့လာရောက်အားပေးကြရဲ့အယုံးရဲ့ချစ်ရပရိသတ်တွေပြီးလို့ရှိရင်အယုံးကိုပွဲတွေဆိုဖို့အတွက်ပေါ်တော့အဲဖိတ်ခေါ်ပေးရဲ့ပေါ့နော်လုပ်ငန်းရှင်တွေရောပေါ့နော်ဒီနေရာနေပြီးတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အဲပြီးတော့အဲနောက်ထပ်ထပ်ပြောချင်တာအယုံးဒီခုဒီနှစ်ဘတ်ဒေးရှိုးလေးမှာရောပေါ့နော်အဖက်ဖက်ကနေပြီးတော့ကူညီပေးရဲ့ပေါ့နော်အခုတော့ကြံသွားမှာဆိုလို့အခုသတိရအောင်တစ်ခါလဲကျေးဇူးတင်စကားပြောချင်တာပါအဖက်ဖက်ကနေပြီးတော့ကူညီပြီးတော့ ဝိုင်းဝန်းလုပ်ပေးကြတဲ့အဲလုပ်ငန်းရှင်တွေရော နော်ကိုရီအကိုရီအမတွေရှေ့ရတဲ့မိတ်ဆွေအပေါင်းအသင်းတွေအကုန်လုံးကိုလည်း ကိုယ့်ရဲ့မိသားစုရဲ့အကုန်လုံးလည်းကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။အခါကျရင်ကျေးဇူးတင်တာပြောဖို့မေးလို့ရှိရင်စိတ်ကောက်တတ်တဲ့သူရရှိရောလေ။အရင်ဒီနေရာလေးပြောလို့ဖြစ်ဖြစ်အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။အရင်ရဲ့ share ပရိသတ်တွေနဲ့အရင်အခုဒီနှစ် The Diversity Edition ဆိုရဲ Birthday Show လေးကိုအဲလာရောက်ပြီးတော့အားပေးဖို့အတွက်ကိုအရင်ဒီနေရာနေ့ဖိတ်ခေါ်ချင်ပါတယ်။ပြီးတော့ဒီနေ့ညထွက်မဲ့သတင်းကြော့ညရင်ခုံတဲ့ဆွဲတဲ့ချင်းလေးကိုလည်းအားပေးနာဆင်ကြဖို့အတွက်အရင်ကဒီနေရာနေ့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။ MC လည်းကျေးဇူးများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ Okay ပါ။